ယမရှိဟူဒီများကိုအစ္စရေးက၎င်းစီရရတုံးမြတိုက်ခိုက်ခဲ့သည်ဟူဒီတို့သည်အစ္စရေးပိုင်နယ်စီတို့ဒုံးကျည်နှင့်ဒရုန်းများဖြင့်တိုက်ခိုက်မှုများအများအပြားပြုလုပ်ခဲ့ပြီးနောက်ယူကရိန်းတို့ထွက်ပေါ်လာခြင်းဖြစ်သည်တုတ်ပြန်သည့်အနေဖြင့်အစ္စရေးတပ်ဖွဲ့များသည်လေကြောင်းတိုက်ခိုက်မှုများစွာပြုလုပ်ခဲ့သည်ဟူဒီတို့ထိန်းချုပ်ထားသည့်ယမန်ရှိစစ်ကမ်းများနှင့်အခြေခံဆော့အုပ်များကိုပြတ်မှတ်ထားတိုက်ခိုက်ခဲ့ကြသည်၂၀25ခုနှစ်မေလ16ရက်နေ့တွင်အစ္စရေးတိုက်လေယာဉ်များကဟိုဒက်တာနှင့်ဆာဖလစ်စစ်ကမ်းများကို ဘုံကျဲတိုက်ခိုက်ခဲ့သည့်အဆိုပါစစ်ကောင်များကိုဟူတီများကလက်နက်များလွှဲပြောင်းရန်အသုံးပြုနေကြောင်းအစ္စရေးကပြောကြားခဲ့သည်ဟူတီများဦးစီးသောဂျမားရေးအာဏာပြများ၏အဆိုအရဆိုပါလေကြောင်းတခန့်ဦးများကြောင့်အနည်းဆုံးလူတဦးသေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်အစ္စရေးကကွယ်ရေးဝန်ကြီးအစ္စရေးကစကဟူတီကောင်စော်များကိုပြင်းထန်စွာတိုက်ပေးခဲ့သည်အစ္စရေးကတိုက်ခိုက်မှုတွေမရောက်ဘူးဆိုရင် ဦးဒီခေါင်းဆောင်အဗ်ဒူမာလစ်အယ်ဟာတူကိုအစ္စရေးကပြစ်မှတ်ထားမယ်လို့ပြောခဲ့ပါတယ်။အီဂျီပီချက်တွင်အစ္စရေးသည်ဟူဒီတို့ထံမှနောက်ထပ်တိုက်ခိုက်မှုများကိုရပ်တန့်ရန်အလေးနက်ထားကြောင်းဖော်ပြသည်။ဦးဒီများက၎င်းတို့၏တိုက်ခိုက်မှုများသည်ပါလက်စတိုင်းများကိုထောက်ခံကြောင်းပြောကြားခဲ့သည်။ယင်းသည်အစ္စရေးနှင့်ဂါဇာကမ်းမြောင်ဒေသတို့ကြားဖြစ်ပွားနေသည့်ပြည်ပကနေဆက်ဆက်နေသည်။မီလာဆော့ပိုင်းတွင်အမေရိကန်ကသဘောတူညီချက်တစ်ခုပြုလုပ်ရန်ကိုညိခဲ့သည်အဆိုပါသဘောတူညီချက်တွင်ဦးတီများကတင်မောလမ်းကြောင်းများကိုတိုက်ခတ်ခြင်းရပ်တန့်မည်ဟုဒဂရီပြုခဲ့သည် ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့အစ္စရေးကိုဒုံးကျည်တွေနဲ့ဆက်လက်ပြစ်ခတ်ခဲ့ခြင်းဖြစ်ပြီးဒီတပ်ဖွဲ့ကအစ်စ်ပြန်လည်ဆက်ခဲ့ပြီးဖြစ်ပြီးလွတ်တုပ်ပြန်သည့်အနေဖြင့်အစ္စရေးကဝူတီများထိ ंछ ုပ်ထားသည့်နေရာများကိုထိုင်မှန်တိုက်ခိုက်ခဲ့သည်။၎င်းတို့တွင်စိတ်ကမ်းများနှင့်စွရင်းဆိုင်ရာနေရာများပါဝင်သည့်အစ္စရေးသည်ဟုတ်တယ်မြိုက်တခတ်ရင်နဲ့ထောက်ပံ့ရေးပစ္စည်းများလွှဲပြောင်းရန်စွမ်းရည်ကိုပြည့်စည်စီလိုသည်ဒီလိုလောက်ရကြောင့်ဒေတာတွင်ပြည်ပခါတွေပိုကြီးလာမှာပေါ်ပြည်သူတွေကစိုးရိမ်မှုတွေဖြစ်စေခဲ့ပါတယ်။ အစ်ဇွေနဲ့ဟူဒီတွေကြားတိုက်ပွဲတွေကပိုဆိုးလာနေပါတယ်လက်ရှိမှာတော့အခြေအနေကတင်းမာနေသေးပါဘယ်ဘက်ကမှနောက်ပြန်မဆုတ်ဘူးနိုင်ငံတကာချိုင်းဝန်ကအဖြစ်အပျက်တွေကိုအနိကစောင့်ကြည့်နေပါတယ်ဘယ်ကြောင့်ဆိုတော့ပြည်ပခများသည့်ဒေတာတွင်းညှိချင်ရင်းနဲ့တည်ငြိမ်ရေးကိုတိုက်ခိုက်နေတော့ကြောင့်ဖြစ်သည်